ဝက်ဆိုက်ကကျွန်တော်နေပြောရမယ့် comic ကတော့ Azulu Greenland issue 2ဖြစ်ပါတယ်။ Okay စလိုက်အောင်ဗျ။ Okay Greenland ဆိုတာစကြဝဠာရဲ့ရေတပ်ဖွဲ့မဟုတ်ဘဲနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တရားစီရင်သူတွေဖြစ်နေရောချိုးမူလင်ရအာဗင်စာလိုပဲအစိမ်းအောင်ဆွမ်းရည်တွေနဲ့ပြည့်နေခဲ့တယ်။ဟဲဂျော်ဒန်မင်းတို့ तू ကဘာလုပ်လိုက်တာလဲလို့မေးတော့ချိုးမူလင်ရငါမသိဘူးဟဲ။မင်းလည်းအဲ့မှာရှိခဲ့တာပဲ။ငါလည်းမသိတဲ့လောက်ပဲတည်တာလို့ပြောလိုက်တယ်။ နောက်ပြီးဒီဆက်ရောက်ရာငောက်မင်းစီကိုခေါ်လာခဲ့တာမင်းရလကဘာဖြစ်တာလဲဟဲလို့မေးလိုက်တယ်ဟဲဂျော်ဒန်ဒီယာကြီးကအရန်နေများလွန်းတယ်ငောက်ကောင်အောင်ထိန်းချုပ်လို့မရဘူးငါချိန်ချောက်ခံရတယ်လို့ထင်တဲ့အခါအဲ့ဒီယာသူ့လိုလိုထွက်ပေါ်လာခဲ့တယ်ဒီဆွဲရင်ညိုဝဲပါပါဆိတ်ဆန်နာနဲ့ထိန်းချုပ်လို့မရဘူးလို့ပြောလိုက်တယ်အဲ့ဒီနောက်အတိတ်ကိုပြန်ပြလာတယ် အာဘိစာပရမတုံးခြေချလာပြီးတော့ "तू อ่ะအာဘိစာလို့ခေါ်ကြအောင်ပြောလိုက်တယ်။ तू อ่ะဒီကိုတရားစီရင်ဖို့လာတာလို့ပြောလိုက်တယ်။မြို့ရဲ့ရဲအုပ်ဖြစ်တဲ့ခိုင်းကရဏာချင်းနေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တယ်။သူ့ရဲ့လောင်းငယ်တဲ့နှစ်ယောက်ကိုတနတ်တွေကိုခြာခိုင်းလာပြီးတော့ခိုင်းကရဏာကကြောင်ရမှုကင်းစွာနဲ့ဆွေးနွေးဖို့ပြောနေခဲ့တယ်။အဲ့ချိန်အာဘိစာခိုင်းကရဏာတင်းကိုတရားစီရင်ခြင်းစတင်နေပါပြီ။ တင်းတီးအလင်းနဲ့ဆက်ဆက်နေတဲ့သူပဲဆိုပြီးတော့အာဘင်စာကခိုင်းကိုအလင်းစွိုင်းနေတဲ့အမုံချေပလိုက်တယ်အားလုံးကကြောက်လန့်အော်သွားကြကြတယ်အာဘင်စာကခိုင်းကရဏာကိုစီရင်ချက်ချပြီးပြီတရားစီရင်ခြင်းကိုဆက်လုပ်မယ်လို့ပြောလိုက်တယ်အဲ့အချိန်ရဲဝန်တန်းတယောက်ကတနက်တွေနဲ့ပြစ်ခတ်ခဲ့တယ်အာဘင်စာကအဆင်အောင်ရှိနေကာတာပြီးတော့ရဲဝန်တန်းတယောက်ကပြစ်လိုက်တဲ့ကြည်စံရှိရုပ်ထိမှန်ပြီးတော့လူတယောက်ကိုမှန်သွားခဲ့တယ်အဲ့အချိန်မှာအာဘင်စာက အဲ့ပြစ်လိုက်တဲ့ရဲကိုခေါင်းဖြတ်ပြီးတတ်လိုက်တယ်နောက်တစ်ယောက်ကတနတ်နဲ့စလိုက်ပြစ်နေတော့သူ့ရဲ့လက်ကိုလည်းဖြတ်ပြစ်လိုက်တယ်အာဘင်ဆာကတနားညတာမှုလုံးဝမရှိတဲ့သူပါဒီဖြစ်ရတဲ့ကြားထဲမှာဟဲဂျော်ဒန်ကရဲတယောက်ရဲ့ကြားနေတဲ့တနတ်ကိုကောက်ကင်ပြီးတော့ပြစ်ဖို့လုပ်တယ်ဂျွန်စတီဝတ်ကတားလိုက်တယ်အာဘင်ဆာကိုတနတ်နဲ့ပြစ်တဲ့သူတန်းတည်သွားခဲ့တာပဲမင်းရဲ့တနတ်ကိုချထားလိုက်ပါလို့ပြောလိုက်တယ်အဲ့ချိန်မှာမှအာဘင်ဆာကဘိုးဘော်ပြန်တက်သွားခဲ့တယ် အခုပစ္စုပန်ကာလကိုပြန်ပြလာတယ်။ဟဲဂျော်ဒန်ရဲ့လက်က Green Lantern စွာတွေလိုပဲသူစိတ်ကူးသမျှအရာလို့ပြောင်းလို့ရနေတယ်။ဟဲဂျော်ဒန်ကမင်းဒီရထွက်သွားတယ်ပြီချိုးဒီယာကြီးကအမြင်ဆာလောင်းနေတာဘယ်လင်းအောင်မဆိုစားသုံးချင်နေတာဒီစွမ်းရည်တွေကငါးကောင်းထဲမှာစတိုက်ပြောနေခဲ့အဒီယာတွေကိုနားမထောင်ဖို့တတ်နိုင်ဆုံးကြိုးစားနေတယ်။ကြဲတော့သူကောင်းထဲမှာရှိရတဲ့အရာတွေကဟဲဂျော်ဒန်ရဲ့စိတ်ထဲမှာရှိရအမောင်တရားအကြောက်တရားတွေကို မြင့်နေပေးနေတာမကောင်းမှုတွေလုပ်ဖို့တွန်းအားပေးနေကြတာအတိတ်ကာလတခုကိုပြန်ပြတာလေဂျွန်စတီဝတ်ကဂရင်းလန်နိုင်ငံရဲ့မှာညံအကောင်းဆုံးသူပါခုလဲသူကဘသူမှသိမထားမိရဲ့အရာကိုရှာတူရှာတွေ့ခဲ့တယ်သူကပြမဆုံးဆိုင်ကတိုင်းမှုကနေလက်ဆွတ်တကွင်းမဲ့အဆင်းရောက်နေရင်လည်းကြော်ဖြတ်လာတာကိုတွေ့ရှိခဲ့တဲ့သူပါအဘဇိုလိုဂရင်းလန်တန် issue 2ကဒီမှာပြီးပါပြီဗျနောက်ပိုင်းမှာဆိုရင်ဂရင်းလန်နိုင်ငံရဲ့ပြမဆုံးတိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ဂျွန်စတီဝတ်ရဲ့ ရှာဝေတွေ့ရှိမှုကဘာတွေလဲဆိုတော့မြင်တွေ့ရမှာဖြစ်ပါတယ်။နောက်ပိုင်းနေစက်တည်ခြင်းတွေဆိုရင်တော့ channel လေးကိုလိုက်ဆက်ဆိုရည်လုပ်ပေးပါအောင်ဗျ။ကျေးဇူးတင်ပါတယ်ဗျ။